ဟေးယိုအားလုံးပဲမင်္ဂလာပါကဲအတန်ကြာပြီဆိုတော့ဘာအကြောင်းဖြစ်မဲ့ထင်လဲဒီနေ့ဒီနေ့ကတော့ကျွန်တော်ယခရစ်တော်တင်ထားတဲ့ဗီဒီယိုတွေကို reaction လုပ်သွားမှာဖြစ်ပါတယ်ကိုယ့်ဗီဒီယိုကိုပြန်ပြီးတော့ reaction လုပ်မယ်ပေါ့နော်အဲ့တော့ပြန်စုတမနာ reaction နိုင်ငံတော်ကနေပြန်ပြီးတော့ကြိုးစားလိုက်ပါတယ် reaction video တွေနဲ့ပတ်သက်လို့ကျွန်တော်တခါမှ video တွေကို reaction မလုပ်ဘူးပါဘူးဒါကို့ video ကိုပြင်ပြီးတော့ reaction လုပ်တာပထမဆုံးအချိန်ဖြစ်ပါတယ် video တွေရိုက်တုန်းကဘယ်လိုမျိုးတွေ့ကြုံတွေရှိခဲ့လဲပြီးပြီးဆိုရင်မင်းသားတွေဘာတွေလှောက်ထားကြလဲပေါ့နော်မင်းသားတွေဒီထက်မှဆိုရင်ကျွန်တော်ဒီနေ့ရွေးထားတဲ့ထဲမှာ messy ပါတယ် berry ပါတယ်ပြီးရင်မင်းသား cherry လည်းပါတယ်ပေါ့နော်မင်းသားတွေဘယ်လိုမျိုးတွေအစံလေးလှောက်ထားလဲဆိုတာကို reaction လုပ်သွားမှာပါဒီဝီဒီယိုတွေကကြည့်ပြီးသားတွေလည်းပါပါမယ် အာဆိုတော့နောက်တစ်ခါလောက်ပြန်ပြီးတော့ကျွန်တော်အတူတူကြည့်ရအောင်ပါအဲ့တော့ပထမအဆုံးကတော့ကျွန်တော်မဇီးရဲ့ဗိုလ်ရီတပုတ်ကိုရွေးထားတယ်ပေါ့နော်မဇီးရဲ့ဒီ Binance ရဲ့ Office တွေဝေ့ပြတဲ့ပုံစံလေးနဲ့ရိုက်ထားတဲ့ဗီဒီယိုရှိတယ်ဒီအင်ကြီးတွေဟူဒီတွေက Binance ကနေပြီးတော့လက်ဆောင်ပေးထားတာဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်အောင်စာပြီးတော့ I'm supposed to look pretty and girly which is completely impossible because I'm gross and I have nothing to wear oh မင်းသားရနော်မစီကနည်းနည်းလေးအဲ့လိုလှုပ်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 လေးမှရှိစောင့်ဝင်လာခရရတာမနိုင်မနေတပွေးတပွားကြီးနဲ့ဝင်လာပြီးတော့အဲလှုပ်ပြလိုက်တရားသူကอ style 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 တစ်ချက်ရှိ ਉ အေး finest t-shirt ပြီးစံ finest top patch နဲ့ဒီကမှာဘယ်ဝတ်စုံကိုသဘောကျလဲ ကျွန်တော်ကတော့ဒီဝတ်ပြသွားရတဲ့ကဒီ Binance ရဲ့ jacket ပေါ့နော် jacket လေးရှိတယ်ဒီ jacket လေးအဲဒီဒီကဒီကဒီကတရားလေးပေါ့နော်အဲ့ဒီ jacket လေးကိုသဘောကျတယ်ဒါလေးကိုသဘောကျတယ်ဒါပေမဲ့မြားပြည်ရာသူတို့အနေထားသိတဲ့အတိုင်းပဲပူရဲထဲမှာပါတယ်လေနှွေးလက်ကောင်မှာဒါကြီးဝတ်ပြီးတော့ပါလုံးပါလေပါလေလုံးမရအခန်းထဲအကုန်ဖွင့်ပြီးတော့ဝင်ဝတ်ဖို့ပဲဒါပဲရှိရပေါ့နော်ကဲ ဒီမှာဆိုရင်ခြေကအဲခြေကိုတစ်ချက်ရှုဘိုင်းနက်စ်ရဲ့ logo ရေအပြစ်ပါတဲ့ခြေပေါ့နော်အဲ့ဒီခြေကလည်းမိုက်တယ်ဆိုတော့ဆက်ကြည့်အောင်ဟောဒါနောက်တစ်ခုဒါမင်းသားနှစ်ယောက်ဖြစ်သွားတယ်မစိတမဟုတ်တော့ပြီးမှ very ပါလာရယ်ပေါ့နော်ဘူရီကဆလာကြတဲ့အတိုင်း berry ကတော့နည်းနည်းပေါ်လိုက်ပြောက်လိုက်ပေါ့ ပူရတာလေးပဲပေါ့နော်ဘေးကတယောက်ကပေါ်လိုက်ပြောက်လိုက်ဖြစ်တယ်အဲ့တော့ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ထင်တယ် trader တွေအများကြီးပါမယ်ပေါ့နော်အဲ့တော့ trader တွေအတွက် profit တွေကပေါ်လဲပြောက်လိုက်ဖြစ်တယ်လို့ပြောချင်တာဖြစ်လေပဲအဲ့လိုယူဆပါတယ်ဆိုတော့နောက်တဲ့ video တော့ set ပြီးတော့ကြည့်ရအောင်ပါဒါလည်း trader တွေအတွက်ပဲပေါ့နော်ပါမြဲလေ ဒီဝီဒီယိုမှာပါမြင်လိုက်တယ်ကွာတစ်ချက်တော့ပြောပြပါကဲတ िश ူတ िश ူတွေထည့်ထားတာ trader တယောက်ရဲ့ဇဝဲကိုမှာတ िश ူတွေလည်းအများအားကြီးပဲအဲ့တော့ဘာဖြစ်နိုင်လဲဆိုတော့မြဲတဲ့မြဲရည်နေနေနေရတဲ့ဆိုတဲ့သဘောပေါ့နော်ဟိုတ िश ူတွေစောင့်ထားရပြီပေါ့နော်သူဒါမြဲရည်ပဲတုတ်တာလားဘာပဲတုတ်တာလားတော့မသိဘူးဒါပေမဲ့တ िश ူကတော့မရှိမဖြစ်လိုအပ်မယ်လို့ထင်ပါတယ်အဲ့တော့တ िश ူတွေစောင့်ထားပါတယ် ိတ်နေရလားမသိဘူးနော်တချင်သားထောင်ပြီးတော့အိတ်နေဖြစ်ပေမတက်တာလေတချင်ကြည့်လိုက်နားဟာတက်တာဘူးနော်ခေါင်းဟာတက်တာအဲသွားရှုပ်လို့မရဘူးအဖုံးခေါင်းမှာပြေးတက်တာသွားရှုပ်လို့မရဘူး ဒီကခုနဗီဒီယိုမှာအတက်ကတော့အဲဒီတ िश ူးတွေပြားနေတာပေါ့နော်တ िश ူးတွေပြားနေတာဆိုတော့ trader တယောက်ရဲ့ဘဝဘလို့ဖြစ်နေလဲဆိုတော့ပြတာပါကဲဒါတော့မင်းသားပြောင်းသွားပါပြီဒီဗီဒီယိုကတော့ Terry ဖြစ်ပါတယ်အာ Terry ဆိုရင် TikTok ရေးပါတယ်ကတယ်ဒီဗီဒီယိုကတော့ဒါပူတူးနဲ့ဗီဒီယိုဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲ Terry နဲ့ပူတူးဆိုတာက series အတိုင်းလာဖို့ရှိရလို့ပြောထားတယ်ပေါ့နော်သူတို့လည်းပြောထားတယ်ဒါ Terry ကိုယ်တိုင်လည်းပြောထားတယ် ပထမဆုံးဗီဒီယိုကဘာဖြစ်မလဲကြည့်အောင်အာ hello ဆိုတော့ကော်ဝါလေးကိုဖုံးဆက်နေပူတူလေးကိုဖုံးဆက်နေရပါဘောနော် hello ပူတူကိုကိုပါကိုကိုတတိယလို့ဖုံးဆက်လိုက်တာဘာတွေလုံးနေလဲပြီးတော့လေကိုကိုထရိတ်တာလေးထပ်ပြီးတော့မိုင်းပါလို့အာရှိပါဗီဒီယိုကထရိတ်တာတွေမြေးတုတ်တဲ့အကြောင်းပြောထားနော်အဲကဲကြည့်အခုတယောက်ကတော့စပြီးတော့မိုင်းလေး trader လေးမိုင်းသွားလို့တဲ့ပရမအောင်ဆုံးစပြီးတော့ဖုံးဆက်တာတော့ သတိရတယ်ပေါ့နော်အဲအကွက်ကလေးလှတယ်သတိရတယ်လို့ပြောပြီးတဲ့နောက်မှာ trader လေးမိုင်းသွားလို့အဲဘာဆက်ပြောမလဲကြည့်ရအောင်ခုခုကို50လောက်ထပ်ပြီးတော့ချိန်ပါလားဟော50လောက်ထပ်ပြီးတော့ချိန်ပါလားတဲ့ထက်ချိန်ပါလားဆိုတော့သိကြရအရင်လေးချိန်တာရှိရမယ်ပေါ့နော်ကိုအရင်ချိန်တာ50လေးပြတ်မဆက်ဟုတ်တယ်အရင်ချိန်တာ50လေးပြတ်မဆက် ဲ့လမ်းခွဲပြီးကိုနဲ့ဘူသူနဲ့ခုချင်အစားပြီးတော့ပြက်ပြီးအာ trader တယောက်ရေဘောက trader မိုင်းနေလို့ကာဝါလေးစီကိုဗက်ဆက်သွားချည်ရဲချိလို့မရတဲ့အပြင်ရေကျွေးတွေပါမဆက်ဘူးဆိုပြီးတော့ပြောခတ်လိုက်ရတယ်ပြီးတော့လမ်းခွဲမယ်ဆိုတော့ကဲတယောက်ကတော့စပြီးတော့တဲခွဲပြီပေါ့နော်တဲခွဲဘယ်လိုမျိုးတဲခွဲဆိုကြည့်ရအောင်ဟာ ပြောပြောပြီးပြောကြည့်လိုက်ဘလောက်တော့ဘွားကြီးကပျော်စရာကောင်းနေမလဲစဉ်းစားကြည့်လိုက်အသိသာရယ်ဗောနော်ကောင်မလေးကနေပြီးတော့လဲလမ်းခွဲစကားပြောသွားတယ် trade position တွေကလည်းလုံးဝအနီးတွေဇက်တိုက်နီးနေတာသွားပြီဒီကောင်ဘွားကြီးကသွားပြီဗောနော်အကောင်လေးလည်းပုတ်ကုန်ပြီ ရေချိုးကန်ထဲမှာသွားပြီးတော့ထားလိုက်တာနော်အဲရေရကြလို့အဲ့တော့ဟိုဘူယိုလေးသွားမြင်နေပါလေအသက်ကွေးရွရွကွေးပေါ့နော်ရေချိုးကန်ထဲသွားပြီးတော့မကွေးနဲ့ရှင်မီတာဆောင်ရတာများတယ်လေအဲဆိုတော့ဒီလိုရိုက်တုံးကဘေးမှာကျွန်တော်ရှိရပါတော့ အဲ့ဒီရေကြီးကြနေတဲ့အချိန်ရိုက်တော့မတ်ကလည်းတက်ထားတယ်ရေကြီးကလည်းကြတယ်ဆိုသူအသက်ရှူလို့မရဘူးပေါ့နော်အသက်ရှူလို့မရလို့အရင်ဘက်ကိုထုမရအသက်ကွဲလို့ရှင်တာလို့တော့မဟုတ်အသက်ရှူမရလို့ရေကြီးကြပြီးတော့အသက်ကအဲရှူမရတော့ရေကဒီအဝတ်နဲ့စိုးတယ်လို့ဖြစ်နေတာပေါ့နော်အဲ့တော့ရှင်ဘက်ကိုထုပြီးသူအသက်ရှူနေရတာအဲ့လိုမင်းသားတဲတဲစူးစမ်းထားတာပေါ့နော်အရင်ကစူးစမ်းထားတာ ောက်ထပ်တစ်ဖုန်းကြည့်မယ်ဒါတော့မက်ဆီဘက်ကိုပြန်အောင်သွားရပါဘာ Trader တယောက်ရဲ့ weekends ပါရှိမယ်ကြည့်ရအောင်တရှင်းလို့တရှင်းလို့တယ်ဗောပြင်နေလဲထပ်တူကြောင်းထားတော့မသိစပြီးတော့တန်ရှင်းလေးလုံးနေပြီသုံးခုခွဲပြီးတော့လုံးတာဗောအ ogni volta che va male ne dobbiamo parlare Tu mi non non fare niente. niente. ne dobbiamo parlare. Oh, E io vorrei pace, ma Ma dei missili. 明白吧？董亮大哥，那好难呀。哦，对的，那好难来着。妈妈也忙嘞，回家忙要多少？Quanto dobbiamo soffrire prima di un po' d'amore, prima di sorridere un po'. ဂျားပြည့်အနေနဲ့ကျူအာလေးထည့်ပေးထားတယ်။ minus account ဖွင့်ဖို့ပေါ့နော်။20% fee discount ရတဲ့ကုန်ဖြစ်ပါတယ်။ account မဖွင့်ရသေးဘူးဆိုရင်ပြပြီးဖွင့်လိုက်ပါ။အားချောညာဝင်တာပါ။ဒါနောက်တစ်ပုဒ်ပြောင်းသွားရင်နော် trader တယောက်ရဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေမနေ့ကမှဘယ်လိုမျိုးကြုံရတယ်။မနေ့ကဆိုစောကြီးရှိတယ်နော်။2029ပဲရှိသေးတယ်။စောကြီးထား။ ။ဩ။နှစ်နာရီ၂၉မှာထားတယ်။ချက်ချင်းမိုးလင်းသွားတယ်။စက်ကြီးအောင်။ဩ။နှစ်နာရီ၂၉မှာထားတယ်။ပြီးမိုးလင်းသွားပြီးတော့အပြင်မှာပြေးတယ်ပေါ့နော်။ဖနယ်လေးစီးရဆိုတာသိကြရပြေးတာဖြစ်လိမ့်မယ်။ပြီးရင်နွားနို့လေးတောက်တယ်။အာ။အစပြီးတော့ trade for အတွက် position ကြီးပဲပေါ့နော်။ ဩခုနစိတ်ကူးရင်တာအခုမှတကယ် real life လာတာ real life ဘယ်လိုမျိုးလဲကြည့်အောင် real life ကအလမ်းမြင်နေလဲမထားဘူးပေါ့နော်အေးဒီစင်ဟောကုတ်ပါကုတ်လိုက်ဒီတော့အော် trader တယောက်ရဲ့မနေ့ကအဲ့ညာ노တော့မလို့ပေါ့နော် တကယ်တော့ trader တယောက်ရဲ့မနေ့ကကျွန်တော်ထင်တယ်ဖုန်းထကြည့်လိုက်ပြန်အိလိုက်ဖုန်းထကြည့်လိုက်ပြန်အိလိုက်အဲ့လိုဖြစ်ကြမှာထင်တယ်ဘာကြောင့်လဲဆိုတော့ trade position တွေဝင်ထားပြီဆိုရင်ပေါ့နော် TV များထိသွားပြီလားဒါမှမဟုတ်ရဲ့ SL များထိပြီလားဆိုပြီးတော့ခဏခဏထကြည့်ခဲ့ရတယ်မနေ့ကနေရှိတယ်အဲ့တော့ကြည့်နေတဲ့သူတွေရောဒီဘူးယူကြည့်နေတဲ့သူတွေရောအဲ့လိုထပြီးတော့ကြည့်ခဲ့ရတယ်မနေ့ကနေရှိတာကမှန်ရေးသားပါအာရှိမှလို့ကျွန်တော်တော့ထင်တယ် ဖုန်းထားပြီးကြည့်လိုက်တင်းလို့ပြီဆိုရယ်ကောင်းကောင်းတော့အဲ့လိုမရဘူးဗောနမနက်စောကြီးဆိုရယ်အဲငါရဲ့ position လေးကပါဖြစ်သွားပြီလေ TV တပည့်ရသွားပြီလားဒါမှမဟုတ်ရယ် liquidate ဖြစ်သွားပြီလားဆိုတာကိုကျွန်တော်ထားလာကြည့်ရတယ်မနက်ခင်းနေမနေပါအဲ့တော့အိတ်နိုင်တယ်ဆိုတော့ဒါမစိုးလို့ပြောရမယ်တော်တော်အဆင်ပြေဗောနအဲကျွန်တော်ဆွေးနွေးတည်ကြအဲ့လိုမအိတ်နိုင်တာကိုကဲနောက်ဆုံးဗီဒီယိုကြည့်မယ်နောက်ဆုံးဗီဒီယိုကတော့မင်းသားထဲ့ပြီဖြစ်ပါတယ်ကဲ ပူတူးအဆက်ပူတူးဆက်စေတဲ့အဲစေတဲ့ဘယ်လိုလုပ်လောက်မှာလဲပူတူးရဲ့ဟုတ်တယ်ဘာလို့လောက်မှာလဲနော်သိန်း20တကီးကြီးတဲမှာကွာငွေလေးသိန်း20ကဘာများသုံးလို့ရမှာလဲဘာကြောင့်ပြောနေရလဲတော့မသိဘူးမလောက်ဘူးလို့တော့ပြောရပေါ့နော်စေသိန်းအဲပြီးသိန်း20အာသိန်း20လေဘာလုပ်မှာလဲပေါ့တကယ်တော့စေသိန်းသိန်း20ဆိုတာတော်တော်များနေပါပြီတမန်လူတရားအတွက်ဆိုရင်တလားစာတော့မကောက်ဘူးပေါ့နော်အာတမန်မိသားစုတခုတလားစာ လောက်သုံးလို့ရမယ့်ငွေဖြစ်ပါတယ်ဒါတော့ trader ရဘုန်းစီဆိုတော့စေတိတ်တိတ်နဲ့စေဘာလုံးပါလဲဟောတော့ကြည်အောင်ဆက်ပြီးတော့အရင်ရှင်းတစ်ခေါက်တော့ကျတော့ तू trade in mind လို့ဆိုပြီးတော့ကောင်းဝါလေးစီကိုပတ်သက်သွားကြည့်ရနော်အခုကျတော့အဲတလောက်ကဘာလုံးပါလဲပေါ့တူတူရဲ့ကိုကိုတို့တလောက် shopping ထွက်ရင်တော့မှ၄၅သိန်းကုန်နေရဲ့ဟောအဲ့လိုအမဟုတ်ပါပြီအဲ့ဒါဆိုကိုကိုကို50လောက်ခဏလဲအောင်နော် ဒီကောင်မဟုတ်တော့ဘူးကွာလုံးဝလဲ့သွားတော့စောပိုင်းတော့ဘာလဲသူပဲအန်းတော့မလို့လို့နဲ့ဆယ်သိန်းဘာလို့မလဲတိတ်ငယ်ဆယ်ဘာလို့မလဲပြောပြီးတော့90လောက်ခဏလဲ့ပါအောင်နဲ့ပထမတစ်ခေါက်တော့လည်း90ချီလို့ဆိုပြီးတော့ကောင်မလေးကဖြတ်သွားပြီဒါတော့နောက်တစ်ခေါက်ထပ်ပြီးတော့90ထပ်တောင်းနေတယ်ခုခု future ထွက်တာလေးရှုံးနေတာ future trader လေးရှုံးနေတယ်ဟုတ်တဲ့အာ loss set ဒီတော့မြတ်တဲ့အချိန်မတွေ့ရသေးဘူးမြတ်တဲ့ဘူးယူတပုတ်ရိုက်ထားတာရှိရဲ့အဲ့ဒါကိုလည်းနောက်ပြီး reaction လုပ်ပေးမယ်ပေါ့နော်ဆိုတော့ကိုယ့်ဘက်မှာဘယ်ဘူးယူတွေကို reaction လုပ်ချင်လဲဆိုတာလည်းပြောပါဦးကြည့်အောင်စောင့်ကြည့်ဟောပြီးတော့ကျဆိုတော့ဒါကတော့ဒီနေ့ညက်ခရစ်တော်ကကျွန်တော်ရိုက်ခဲ့တဲ့ short video တွေတဲကနေပြီးတော့တချို့တော့ဝက်ကိုပြန်ပြီးတော့ တဆက်ပြတာဖြစ်ပါတယ်မကြည့်ရသေးတဲ့သူလည်းပါနိုင်တယ်အခုကပေါင်းချုပ်အနေနဲ့ပြန်ကြည့်တာပေါ့နော်အဲ့တော့ဒီတိုင်းမှဆိုရင်မင်းသားတွေအနေနဲ့ကတော့ Berry တို့ Terry တို့ပြီးပြီဆိုရင် Messi တို့ပါခဲ့ပါတယ် Terry ဆိုရင်ဒါတော်မလေးစီရနေပြီးတော့ trade ဖို့ပတ်သက်ခဏခဏချိနေရတဲ့ပုံစံတွေပြသွားခဲ့တယ်ပေါ့နော်အဲနောက်ထပ်ဗီဒီယိုတွေရိုက်ထားလည်းရှိသေးတယ် Terry ကတာတွေလည်းရှိသေးတယ် ဒီကာရီရိုက်တုံးကအကြောင်းနေလေပြန်ပြီးတော့ပြောပြခြင်းသေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ရိုက်တယ်ဆိုရင်နောက်ွယ်မှာအဲ့လိုအမှတ်တရဖြစ်လေးရှိရပါတော့ဒါနည်းနည်းလေးပဲရှိသေးတယ်ရိုက်ထားတဲ့ဗီဒီယိုအများကြီးရှိရအဲ့ဒီနောက်ထပ်ဗီဒီယိုတွေလည်း reaction လုပ်နိုင်အောင်ကြိုးစားပါဦးမယ်ဆိုတော့ Hey yo နောက်တော့ပါဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအာကျွန်တော်နောက်ထပ်ဘယ်လိုမျိုးဗီဒီယိုတွေအတူတူကြည့်ကြင်လဲဆိုတော့ comment မှာရေးတော့ပါအောင် နောက်ဝေမှာပြန်တွေ့ကြပါမယ်အားလုံးပဲ trader မြင်ကြပါစေခင်ဗျာမအားလုံးမဆိုင်ဘူးเนาะဒါပေမဲ့ trader မြင်ကြပါစေဒီနေ့ဗီဒီယိုလေးအားလုံး tissue တွေနဲ့တုံ့နေရတာမျိုးပြီးပြီဆိုရင်ဒီချိုကန်းထဲမှာသွားငုံနေရတဲ့အဖြစ်တွေမကြုံကြပါစေနဲ့လို့ပြောရင်းနဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲနောက်ဝေမှာပြန်တွေ့ကြမယ်เนาะ